မင်္ဂလာပါမမကတော့ home 8 electronic ကဖြူဖြူဖြစ်ပါတယ်ကဲ customer ကြီးတွေလည်းမမရဲ့အတန်ကြားတာနဲ့မမဖြူမှန်းသိကြကြတယ်ဟုတ်ကဲအဲ့ဒီတော့ကိုကိုကိုကြောင်ကြာလေးကိုခဏရက်မမတို့ရဲ့ home 8 electronic မှာဒီကနေ့ site မှာ alpha echo လာအကြီးကြီးရောက်ထားပါတယ်အဲ့ဒါလေးကဘာလဲဆိုလို့ရှိရင်တော့ modern နံပါတ်လေးက AC 950 BT ဆိုတဲ့ model နံပါတ်လေးပဲဖြစ်ပါတယ်။သူ့ရဲ့ design မိုင်းလေးဟာဆိုလို့ရှိရင်တော့တခြား echo လာတဲ့ design မိုင်းလေးနဲ့မတူဘဲနဲ့သူ့ရဲ့ touch screen နေရာလေးကတော့ဟောလိုမျိုးလာကျန်းပုံအဝိုင်းလေးပဲဖြစ်ပါတယ်ရှင်။သူ့ရဲ့အရွယ်အစားလေးဟာဆိုလို့ရှိရင်တော့သူဒီ၄ဆက်ဆက်ပုံလေးဖြစ်ပြီးတော့မှသူ့ရဲ့အောက်မှာရှိတဲ့ water tap water capacity ကတော့55လီတာထိရေထည့်ပြီးတော့ပြန်လဲအသုံးပြုလို့ရပါတယ်ရှင်။ သူ့ရဲ့ထူးခြားချက်ကလေးကတော့ဘက်ထရီဒီလစ်သီယာဘက်ထရီကိုအသုံးပြုထားတာဖြစ်တဲ့အတွက်အရေးအသွေးကောင်းမွန်ပါတယ်။ကဲကြည့်လိုက်ရအောင်အထဲထဲမှာဘာပစ္စည်းတွေပါလဲဆိုလို့ရှိရင်ဒါကတော့ alpha ရဲ့ runny ကဖေးဖြစ်ပါတယ်။ဒါလေးကတော့ manual လေးဖြစ်ပါတယ်။ဒီအထဲထဲမှာတော့အခုလိုမျိုးပြန်လဲအထည့်ပြီးတော့အသုံးပြုလို့ရမယ်။ power ကြိုးတကြိုးပါပါမယ်။အသွင်းရမယ်အချိန်ကတော့၄နာရီထိ အားသွင်းလို့ရပါတယ်ရှင်။နောက်တစ်ခုကတော့ဟိုရွှေ့ဒီရွှေ့လုံလို့ရမယ်အခုလိုမျိုးဘိန်းလုံးလေးလေးလုံးပါရှိတယ်။နောက်တစ်ခုကတော့ remote control လေးလည်းပါမယ်။နောက်တစ်ခုကတော့ပြန်ပြီးတော့မှရေခဲတုံးအစားထိုးတုံးလို့ရမယ်အခုလိုမျိုးရေခဲကြောင့်လေးဘူးပါပါတယ်။ဒီ air cooler ရဲ့ ထူးခြားချက်ကလေးကတော့တခြားအဲကိုလာနေတဲ့မတူပဲနဲ့အခုလိုမျိုးရေကိုရေမာပါတဲ့အနယ်တွေကိုစစ်ထုတ်ပေးဖို့အခုလိုဖီတာလေးတစ်ခုပါရှိပါတယ်ရှင်။ကဲအဲ့ဒီတော့သူ့ရဲ့ဒီ task screen လေးနဲ့ဒီအသုံးပြုပုံလေးကိုကြည့်လိုက်ကြရအောင်။ power လေးကိုဖွင့်လိုက်မယ်။ fan speed အနေနဲ့ဆိုလို့ရှိရင်တော့သူကနံပါတ်1ကနေပြီးတော့မှနံပါတ်7ဒီ fan speed ကိုအသုံးပြုလို့ရနိုင်ပါတယ်ရှင်။ဟုတ်ကဲ့တိုင်မာတိုင်မာလေးရဆိုလို့ရှိရင်လေတနအိမ်ကနေပြီးတော့မှ12နိုင်အထိတိုင်မာ ပေးလို့ရပါတယ်နောက်တစ်ခုကတော့ဒီရောပေါ့နော်စင်းပေါ့ဒီစင်းပါဆိုလို့ရှိရင်တော့သူက four way swing ဖြစ်တယ်အပြင်ကဆိုလို့ရှိရင်တော့သူက manual နဲ့အသုံးပြုလို့ရပြီးတော့မှအတွင်းဆိုလို့ရှိရင်တော့ အော်တိုနဲ့အသုံးပြုပေးပါတယ်ရှင်ကိုဘက်ဒီဘက်ကိုသွားပြီးနေပေါ့နော်နောက်တစ်ခုကတော့အဲကိုလာမှာအသုံးပြုနေရင်းနဲ့မှာပေါ့နော်ဘက်ထရီလုံးဝအားကုန်သွားတယ်ဆိုလို့ရှိရင်နောက်ထပ်ထပ်ပြီးတော့မှဘက်ထရီအိုးလေးနဲ့ extra ထိုးပြီးအသုံးပြုလို့ရအောင်အခုလိုမျိုးနော်24ဖို့ DC ငုံလေးတွေလည်းတွဲပြီးတော့ပါရှိပါတယ်ရှင်အခုလိုမျိုးပဲပေါ့နော် lithium battery နဲ့အသုံးပြုထားပြီးတော့မှရေစံအား capacity 55လီတာစက်ဝင်တဲ့ alpha ရဲ့ moral အသက်ဖြစ်တဲ့ RAC 950 BT အဲ့ကိုလာလေးကိုရယူလို့ရဆိုရင်တော့မင်မင်တို့ရဲ့ home 8 electronic မှာဝယ်ယူရရှိနိုင်ပါကြောင်းသတင်းကောင်းပေးလိုက်ပါတယ်ရှင်။